ောကမှာအမြင်နှမျိုးရှိမတူညီတဲ့အမြင်နှမျိုးဘုန်းကြီးတို့တွေမှာဘယ်အမြင်မျိုးကိုမှရှိကြလဲဆိုတာစဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအမြင်နှမျိုးဆိုတာဘာကိုပြောတာတုံးဆိုဘဝဒိဋ္ဌိဆိုတဲ့အမြင်နဲ့ဝိဘဝဒိဋ္ဌိဆိုတဲ့အမြင်ပဲဘဝဒိဋ္ဌိဆိုတာကိုဖြစ်ထားတဲ့ဘဝဟာကိုရထားတဲ့ခန္ဓာဘုမ္မကိုယ်တဏ္ဏမှာရှိတဲ့ဘဝတရားဟာ ထာဝရလို့ယူဆလို့ရှိရင်ဒါဘဝဒိဋ္ဌိပဲပေါ့ဆိုပါလို့မြန်မာလူမျိုးတွေဆွဲလန်းပုံလေးပြောမယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေကသိရင်ဝိညာဉ်လေးကထွက်သွားတယ်လို့ယူဆတယ်ဒီဝိညာဉ်လေးကနောက်ခန္ဓာကိုယ်ထဲမှာဝင်စားတယ်လို့ယူဆတယ်အဲ့တော့သိလို့ရှိရင်ဝိညာဉ်လေးကျန်းနေတာကဒါဘဝဒိဋ္ဌိပဲနော်သိသွားတယ်ဆိုတာကျေရောနိုင်ရောဒီဘဝမှာ ခိတ္တအတိုင်းအတာတစ်ခုရဘဝဟောင်းတစ်ခုချုပ်သွားတယ်လို့မယူနိုင်ပဲနဲ့ဝိညာဉ်လေးရဲ့နောက်ဘဝကိုကူးသွားတယ်လို့ယူဆလို့ရှိရင်ဒါတတ္တရဒိဋ္ဌိခေါ်တာပဲအဲ့ဒီတတ္တရဒိဋ္ဌိဟာဘဝဒိဋ္ဌိပဲဒီနေရာမှာเนาะအဲ့တော့များသောအားဖြင့်ဘုရားဝါဒဝင်နေတေချာတွေးကြည့်မယ်ဆိုရင်တတ္တရဒိဋ္ဌိဘဝဒိဋ္ဌိနဲ့အမတန်နီးတယ်ဗောအမတန်ကနီးတယ်ဒီဘက်ကိုဥှက်နေတာများတယ်ဗော။ ပေးသေးချာချာဒီသဘာဝတရားတွေကိုလေ့လာလိုက်စားထားခြင်းမပြုဘူးဆိုလို့ရှိရင်ဒီတတ္တဒဋ္ဌိရဲ့အယူဆတစ်ခုဟာရှိတယ်။ဘာလို့တတ္တဒဋ္ဌိအယူဆရှိကြလဲလို့ဆိုလို့ရှိရင်လောကမှာထာဝရမြဲတဲ့အရာကလေးတစ်ခုရှိတယ်။အတ္တလို့ခေါ်ရတဲ့အရာလေးတစ်ခုရှိတယ်။အဲ့ဒီအတ္တလို့ဆိုတာဘယ်လိုမှကိုခေါ်တာတော့လို့ပါတိယဟန်ပြောတဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်သူက ဝဒောဝီဒီယောတဲ့နော်စကားပြောတတ်တဲ့ဟာကုသကံအဝိရုကံရဲ့အကျိုးတရားကိုခံစားမဲ့ဟာလောကလူတွေကနာမည်မျိုးပြတ်တက်ပြီးတော့သာခေါ်နေတာလေဒီဘဝမှာကုသကံဥပဒေလောက်ပြီးတော့နောက်ဘဝကျတော့မခံစားရမယ်ဆိုတဲ့အတွေ့မတွေ့ကြဘူးလားကဲနောက်ဘဝခံစားမှာဘယ်သူလဲနေကြည့်လိုက်ကိုယ့်ဘာကိုယ်တေချာစစ်စစ်နေကြည့် ဒီဘဝကုသိုလ်ကောင်းမှုလုပ်တယ်အဲလုပ်တာဘာလို့လဲနောက်ဘဝခံစားမယ်ဆိုတာခံစားမှာဘာလို့လဲလို့တေးသေးချာချာမေးကြည့်လိုက်လို့ရှင်ကုသဏ္ဏမှာအမြင်ရှင်းဖို့လိုအပ်တယ်ဘောတာမတ္တိအမြင်နဲ့ကြည့်မယ်ဆိုရင်ဒီဘဝလုပ်တာဘာလို့လဲလို့မေးလို့ရှင်စေရနာနဲ့သဘာဝတရားတွေကလုပ်တာပဲအကြောင်းတရားတွေဖြစ်ပေါ်တာကိုပြုလုပ်သူလို့သတ်မှတ်တယ် အဲ့ဒီအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားပေါ်လာတာကိုခံစားသူလို့သတ်မှတ်တယ်။တကယ်တော့ခံစားသူလည်းမရှိဘူးပြောသူလည်းမရှိဘူးလို့ဒီလိုဆိုလို့တယ်။ဟုတ်ကဲ့။မှန်ပါဗျာ။အဲ့ဒါကြောင့်မလို့ကမ္မတ္တကာရကောနတ္ထိဝိပကတ္တသဝိရကောလေ။ကုလကံအဝိလကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်စာမရှိဘူး။သဘာဝတရားတွေကပြုလုပ်သွားတာ။အဲ့ထက်မဲ့ဘုရားကိုငါလို့ပြောမှာ။ဥပမာမဲ့ အခုလိုတရားဓမ္မနာကြတယ်ဒါနကောင်းမှုတွေလုပ်ကြတယ်အဲအရက်စကားနဲ့ပြောမစရင်ဘသူအဲနာမည်နဲ့ပေါ့လေဘသူကအခုလိုကောင်းမှုတွေလုပ်တယ်ဘသူကလှူတယ်ဆိုတဲ့နာမည်လေးနဲ့တော့ပြောတာပေါ့နော်တကယ်တော့လှူသူဟာဘသူလဲလို့တေချာလိုက်ပြီးတော့စစ်ကြည့်လိုက်လို့မစရင်သူတဏ္ဍာမဖြစ်တဲ့တရားစွမ်းအာစေရနာစွမ်းအာနော်တဘာဝတရားတွေကတွန်းအားပေးလို့လှူတယ်ဆိုတာဖြစ်လာတာလေအဲ့ဒီထက်မဲ့ စေတနာကိုလူလူလို့ပြောမှလားတရားတရားကိုလူလူလို့ပြောမှလားအာလောဘကိုလူလူလို့ပြောမှလားလို့ဆိုလို့ရှိရင်ဘယ်လိုမှပြောလို့မရဘူးလေလူလူပြောလို့မရဘူးအဲ့ဒီတဘာဝတရားတွေကစုပြီးတော့ဒီတစ်ခုကိုဖြစ်အောင်လုပ်လိုက်တာပဲပေါ့အဲ့ဖြစ်အောင်လုပ်လိုက်တဲ့အခါကျတော့အကျိုးခံစားတော့ဘယ်သူခံစားတာတော့လို့မေးလို့ရှိရင်ဟောအကျိုးခံစားတဲ့အချိန်မှာ ဒီဘဝချင်းဆက်ဆက်ပြီးတော့နေတဲ့ဝေဒနာဆိုတဲ့သဘာဝတရားကအကျိုးခံစားအဲ့ဒါကြောင့်မို့လို့ပြုလုပ်သူဆိုတာလဲတကယ်တော့မရှိဘူးသဘာဝတရားတက်တက်ပဲရှိတယ်ခံစားသူဆိုတာလဲမရှိဘူးသဘာဝတရားတက်တက်ပဲလို့အဲ့ဒီမှာအကြောင်းတရားဖြစ်ပေါ်တာကိုပဲပြုလုပ်တယ်လို့ပြောတယ်အကျိုးတရားပေါ်လာတာကိုပဲခံစားတယ်လို့ပြောရတယ်တဲ့ ဒီကြားထဲမှာခံစားတယ်ဆိုတဲ့သီတံဘာတစ်ခုမှမရှိဘူးအဲ့ဒါကိုပြောတာကမ္မတ္တကာရကောနတ္ထိဝိပကတ္တသဝေရကောတုဒ္ဒဓမ္မာပဝတ္တန္တိဧဝေတံတမလက္ခဏာဆိုတာတမ္မထတနာမင်္ဂလဲအမြင်တစ်ခုရဖို့ရဒီလိုအဲ့ဒါကြောင့်မလို့ဒီဘဝဒိဋ္ဌိဆိုတဲ့နေရာမှာခုနကဒီမင်္ဂလဲအမြင်တစ်ခုမရလိုက်ဘူး သဘာဝတရားကိုသဘာဝတရားလို့မမြင်မဲနဲ့ကိုယ့်ရဲ့အတ္တလို့စိတ်ထဲမှာတွေးထင်တဲ့ကြံစည်ထားတဲ့အရာလေးတစ်ခုသို့မဟုတ်ဝိညာဉ်ဒီဝိညာဉ်လေးကဒီဘဝမှာကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ပြေတဲ့ခါကျတော့အဲ့ဒီဝိညာဉ်လေးကထွက်သွားပြီးတော့ကုသိုလ်ကံကြောင့်ဓာတ်ပြေရောက်သွားတယ်အကုသိုလ်ကံကြောင့်ငရဲရောက်သွားတယ်ဆိုရင်ဒါဘဝဒိဋ္ဌိလို့ခေါ်တာပဲဘဝနဲ့ပတ်သက်ပြီးတော့ ဒီမြဲတယ်ဆိုတဲ့တန်တတအယူဆနဲ့အယူဆတစ်ခုအဲ့တော့လောကကြီးဟာကြီးမယ်ဆိုလို့ရှိရင်တန်တတဒိဋ္ဌိအယူဆရှိတဲ့ပုဂ္ဂိုလ် ਨੇ နောက်တစ်ခုကဥစ္စေဒဒိဋ္ဌိအယူဆရှိတဲ့ပုဂ္ဂိုလ်လို့နှစ်ယောက်ပဲနှစ်မျိုးပဲရှိတယ်ဥစ္စေဒဒိဋ္ဌိဆိုတာဝိဘဝဒိဋ္ဌိအဲ့တော့ဝိဘဝဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူး တချို့ကမမရင်ရင်အတိဘယ်တွေဖော်တာရှိသေးတယ်ဝိဘဝကိုစိစိန်ဥစ္စာလို့အတိဘယ်ဖော်တာရှိသေးတယ်ဝိဘဝဌာနမှာအဲ့ဒါမမှန်ကန်တဲ့အတိဘယ်ဖွင့်ဆိုချက်ပဲဝိဘဝဆိုတာဘဝကင်းပြတ်တာကိုပြောတာဝိဆိုတာကင်းပြတ်တဲ့ဆိုအတိဘယ်ရတယ်အဲ့တော့တချို့ကြတော့အေးဒီဘဝသိသွားလို့ရှိရင်ပြတ်တာပဲနောက်ဘဝဖြစ်တာ तू မဟုတ်ဘူးတဘဝဟာတခါတည်းပဲလို့ဒီလိုလက်ခံတဲ့ အယူဆတစ်ခုကိုဒါဝိဘဝဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့လောကမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တတ္တဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ် ਨੇ အော်တော့မဟုတ်ဘဝဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ် ਨੇ ဝိဘဝဒိဋ္ဌိဥစ္စေတဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ဒါပဲရှိအဲ့တော့တတ္တဒိဋ္ဌိကိုဘဝဒိဋ္ဌိလို့လည်းခေါ်တယ်ဝိဘဝဒိဋ္ဌိကိုဥစ္စေတဒိဋ္ဌိလို့လည်းခေါ်တယ်ပေါ့နော်